နိုင်ငံနိုင်ငံဝိုးတဲ့ပေရသိမ့်ပိုက်လိုက်ပြီဆိုတော့ရင်းနေကြတာတွေ့ရတယ်ငဖဲမျိုးတွေမှရှိရနိုင်ငံပေါ့နော်နိုင်ငံဘျူဟာကုန်းပေါ့နော်သိပြီလို့ပြောတယ်ကျွန်တော်သိရတဲ့လောက်တော့ဒီနေ့စတီတော့မသိမကြဘူးပေါ့နော်မနှက်ပြန်တဲ့ဘက်ကနောက်တည့်ရကတော့မသိဘူးဒါကြတော့ကျွန်တော်အမြင်ပြောရင်ဒီနေ့သိရတဲ့လောက်တော့မဟုတ်သေးဘူးပေါ့ဗျာမမှန်သေးဘူးမနှက်ပြန်တော့ကျွန်တော်မသိဘူးပေါ့နော်နောက်တစ်ခါဟိုနောက်ရက်တွေတော့ကျွန်တော်မသိဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်မနှက်ခင်လေးပါ ဒီကနေ့အော်တိုဘာလ16ရက်နေ့အတွက်မနက်ပိုင်းတီးရတဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဝေစင်ဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒါကြောင့်အရခတ်တော့ A ရဲ့မနေ့ကညပိုင်းကထုတ်ပြန်လာတဲ့သတင်းလေးကိုပြန်ပြီးတော့ဖတ်ပြရမယ်ဆိုရင်မကွေးတိုင်းနဲ့ရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့နိုင်ငံစကန်ကိုအပိသက်သိမ်းနိုင်ဖို့အတွက်လက်ကျန်စကန်တချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အာရခတ်တော့ A ကမနေ့ကညပိုင်းကသတင်းထုတ်ပြန်လာပါတယ် အဲ့ဒီနေရီကန် စကန်းကိုတက်ခိုက်ရမှာစကန်းကုန်းကနေဖယုဖယဲထွက်ပြေးသွားတဲ့စေယုစုအဖွဲ့တွေနဲ့လည်းနေရာတချို့မှာတက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေကြောင်းဖော်ပြထားပါဗျ။အဲ့ဒီနေရီကန်စကန်းကုန်းကနေထွက်ပြေးလာကလက်နက်ချအညံ့ခံသူတွေလည်းစီနေပြီးသူတို့ကိုစစ်တုပ်ပန်းဥပဒေနဲ့ညီထိန်းသိမ်းထားကြောင်းလည်းဆိုထားပါဗျ။အဲ့ဒီနေရီကန်စကန်းကိုထိုးပေါက်ဝင်ရောက်နိုင်တဲ့ဗစီရွာလမ်းဟောင်းနဲ့ဂုတ်ကြီးရွာလမ်းသစ်ပေါ်ကလုံခြုံရေးအထက်ထက်ချတာတဲ့စေယုစုရဲ့ကာကင်းစကန်းတွေကိုအော်တိုဘားလအစောပိုင်းကတည်းကအာရောခတ်တပ်တော် A နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာပဲဖြစ်ပါဗျ။ ဲ့ဒီနေ့ကစကန်းအားဆိုရင်အရခတ်တတို့အေနဲ့တွန်လိုင်းအင်အားစုတွေအတွက်မကွေးတိုင်းကိုထိုးစစ်ဆင်နိုင်ဖို့အကြီးဆုံးနဲ့စစ်ရေးအရဗျူဟာအကြဆုံးဖြစ်တယ်လို့စစ်တီအင်အားတထောင်ဝန်းကျင်နဲ့အထိုင်ချတာတဲ့ရုံမပေါ်ကလေချောင်းရံကာကွယ်စကန်းကြီးတစ်ခုဖြစ်တယ်လို့လည်းတွန်လိုင်းအင်အားစုတွေကပြောဆိုထားပါတယ်။ဒီအကြံပတ်စစ်တပ်ဘက်ကလည်းနေ့ကစကန်းကိုလက်မလို့ရရဲ့အတွက်လေချောင်းထိုးစစ်တွေကိုပါအသုံးပြုနေပြီးနင်းညမွေဘုံချက်ကခုခံကာကွယ်နေရကြောင်းလဲစစ်ရေးသတင်းမြစ်တူကပြောဆိုထားပါတယ် ကဲတော့ဆက်ပြီးတော့ဒါကြောင့်ကချင်ပြည်နယ်ဘက်မှဆိုရင်ကချင်ပြည်နယ်မချမ်းပေါင်းမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အကြံပတ်စစ်တပ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ကြားတပ်ဖွဲ့တွေဖြစ်ပေါ်နေပြီးစစ်တပ်ဘက်ကအထိနာကထွက်ပြေးသွားရပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအော်တိုဘာလ23ရက်နေ့မချမ်းပေါင်းမြို့နယ်စံခချောင်းနဲ့ထန်ကားရွာအကြားမှာတပ်ဖွဲ့တွေဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်ဒါအဲ့ဒီတပ်ဖွဲ့အတွင်းအကြံပတ်စစ်တပ်ဘက်ကအကြဆုံးများပြီးအစင်ဖမ်းခံရတာလဲရှိတဲ့အပြင်ကမှမချမ်းပေါင်းမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ အကြံပတ်စစ်တပ်ရဲ့စကန်အသေးတစ်ခုကိုပါပြန်လည်သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ကချင်ပြည်နယ်ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်မန္တလေးတိုင်းဘက်မှာဆိုရင်မန္တလေးတိုင်းမြင်းကြံမြို့နယ်ရွာကြီးရွာနဲ့ညောင်မင်းရွာလမ်းမကကြီးရွာတွေကိုမိဆို့နေတဲ့တီတန်ယူမုံပြူစောတီအဖွဲ့ကိုဂျာပြတ်တက်ခိုက်ခဲ့ရမှာအကြံပတ်စစ်တပ်ဘက်မှ15ဦးထပ်မင်းနဲ့တိုက်ဆုံခဲ့ပါတယ်ဆိုတော့သတင်းကောင်းလေးကတော့ ဒါအော်တိုဘလာ၁၀ရက်နေ့မှာညင်းကျဲမြို့နယ်အတွင်းမှာစီးတဲ့ရွာကြီးရွာနဲ့ညောင်မင်းရွာလမ်းမိုင်းမှာပြည်သူပိုင်နေအိမ်တွေကိုမိဆုပ်ပြီးစစ်ကြောင်းထိုးနေတဲ့တီတန်ယူမုံပြူစောရီအဖွဲ့စစ်ကြောင်းကိုတော်လိုင်းတက်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတိုက်ခိုက်မှုအတွင်းတီတန်ယူမုံပြူစောရီအဖွဲ့စစ်ကြောင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစောရီ၁၅ဦးထပ်မင်းနဲ့တေဆုံးခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထူးကမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆိုတော့နောက်ထပ်ဒါကြောင့်မန္တလေးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ ကဲတော့ဆက်ပြီးတော့ဒီစစ်တပ်ကဖမ်းဆီးသွားတဲ့ခရမ်းမျိုးပေါ်ကအုပ်ချုပ်ရေးမှူးနှစ်ဦးမှာရန်၂၀ကြာတိတိုင်တည်င်းအစနာမရပဲပျောက်ဆုံးနေပါတယ်ဆိုတဲ့တည်င်းလေးကတော့ဒါရန်ကုန်တောင်ပိုင်းခရိုင်ခရမ်းမျိုးတရက်ကွက်အုပ်ချုပ်ရေးမှူးအောင်ကိုစံနဲ့၃ရက်ကွက်အုပ်ချုပ်ရေးမှူးတင်းမောင်ကြည်တို့ကိုစက်တင်ဘာလ25ရက်နေ့မှာလက်စားမှုငွေအလွဲသုံးစားလက်မှုနဲ့စည်ရင်းဖြောက်ဖြောက်မှုတို့ဖြင့်စစ်တပ်ကဖမ်းဆီးသွားတယ်လို့တည်င်းလေးထွက်ပေါ်ခဲ့ပြီးယနေ့အထိတေလာစင်လာမတိရသေးပဲပျောက်ဆုံးနေကြောင်းဒေသတွင်နေဦးတော်လိုင်းစာမင်းနာခရမ်းချန်နယ်ကဆိုလာပါတယ် ဲ့ဒီအဖမ်းခံရတဲ့အုပ်ကြီးတွေကတော့ဘယောက်နေမှန်းကိုမသိဘူးအဆက်အသွယ်လည်းလုံးလို့မရဘူးမိသားစုကိုတောင်မှပေးမသိတာလို့အဖမ်းခံရတဲ့အုပ်ကြီးတဦးရဲ့မိသားစုဝင်တဦးကပြောဆိုထားပါတယ်ဆိုတော့နောက်တန်းဒီအကြံပတ်စက်တက်လက်ပါစီအုပ်ကြီးတွေရဲ့ဇတုသားအစားခံရတဲ့တည်င်းကောင်းတွေပဲဖြစ်ပါတယ်ကဲတော့နောက်ဆုံးအနေနဲ့ကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မြင်းဒီကုန်းရက်ကွက်နေရီတွင်စာတင်တဲ့အနီးမှာရှိတဲ့ကျူးကျော်နေရီတွေကိုလာရောက်ဖျက်ဆီးတဲ့စစ်တပ်ရဲနဲ့အုပ်ချုပ်ရေးမှုပူးပေါင်းအဖွဲ့ကို ဓပုံရိုက်ခဲ့တဲ့မပါတာဆရာတော်တပားကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါမနေ့ကအော်တိုဘာလ15ရက်နေ့မနက်ပိုင်းမှာမော်လမြိုင်ဘူဒာအနီးမှာစီးတဲ့နေအိမ်ကိုကျူးကျော်နေအိမ်ဟုဆိုကစစ်တပ်ရဲ့ CB နဲ့ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပူးပေါင်းအဖွဲ့ကနေအိမ်20ကျော်ကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါနေအိမ်ကိုဖျက်ဆီးချိန်မှာအဲ့ဒီအနီးနားမှာစီးတဲ့နေရီတွင်စာနေတိုင်းမှာဆရာတော်တပားကဓပုံနဲ့ဗီဒီယိုရိုက်ကူနေခြင်းခရိုင်အုပ်ချုပ်ရေးမှုဆိုသူက ချက်ကျင်ဖန်စီဖို့အမိတ်ပေးခဲ့တယ်လို့နိုင်ရီတွင်စာတင်တိုင်းနဲ့နေဆက်သူတူကပြောဆိုထားပါတယ်။ဒါအဲ့ဒီဆရာတော်ကတပ်ပုံဗီဒီယိုရက်ကူတာကိုခရံအုတ်ချုပ်ရုံမှုကတွေ့တာနဲ့ချက်ချင်းပဲဖန်ဖန်သူ့ဖုံးကိုသိမ်းနေပြီးတော့ကိုပို့ဆိုပြီးဆရာတော်ကိုဖမ်းချုပ်လိုက်တယ်လို့၎င်းကဆက်ပြောထားပါတယ်။ဒါဖန်စီခံရတဲ့ဆရာတော်ကနိုင်ရီတွင်စာတင်တိုင်းကျောင်းနိုင်ဆရာတော်ဖြစ်ပြီးစစ်တပ်ထောက်ခံတဲ့ဆရာတော်တပါဖြစ်ကြောင်းလည်းလူသိများပါတယ်။ဒါအဆိုပါကျောင်းနိုင်ဆရာတော်ကိုကျောင်းနိုင်အတွင်ဖန်းစီချောင်းတော်ထားကစစ်စစ်မှုတွေပြုလုပ်နေတဲ့အပြင်ကမ ဒါစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား50တဲမင်းကလည်းကြောင်းတိုက်အတွင်းမှာတက်ဆွဲထားပါလေ။ဒါအဲ့ဒီဆရာတော်ကသူတို့စစ်တပ်အတွက်လိုအပ်တာတွေတော်တော်လေးကိုလုပ်ပေးနေတာနမဲကြီးပါပဲ။မော်လမြိုင်မှာသူ့ကိုလူတွေတော်တော်များများသိတယ်။ခရိုင်မှုကအဲ့ဒီဆရာတော်ကိုမသိလို့အမိတ်တွေပြေးလိုက်တာနေမယ်လို့ဒါမော်လမြိုင်မြို့ကန်တူကလည်းပြောဆိုထားပါလေ။ဒါအခုလို့မဘာသာဆရာတော်ဖန်ကြီးခံရခြင်းနဲ့ပတ်သက်ပြီးတော့အုတ်ချုပ်ရည်မှုနဲ့အဖွဲတွေကိုအနေနဲ့အရရမှစီးတဲ့အမျိုးသားရေးဆရာတော်တွေကလူမှုကွန်ရက်စာမျက်နှာမှာပြင်းပြင်းထန်ထန်ဝေဖန်နေကြတယ်လို့သိရပါပါတယ်။ ဲတော့အခုတတိနဲ့ပတ်သက်ပြီးတော့ဒါမဘာသာဘုန်းကြီးတပါးလည်းဒါ line ပေါ်မှာဘယ်လိုတွေပြောထားမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်ရအောင်ညာဒီနေ့အရေးကြီးတဲ့တော့မလမြိုင်မြို့မှာမလမြိုင်တဲ့တင်ပေါ့နော်မလမြိုင်မှာမလမြိုင်မြို့ပေါ့နိုင်ရင်စတင်တိုက်နိုင်ရင်စတင်တိုက်နဲ့နောက်တကနောက်ကဘုန်းကြီးတစ်ကြောင်းပေါ့ကျောင်းတစ်ကျောင်းကြားမှာရှိတဲ့အိမ်လေးပေါ့နော်အိမ်အလုံး20ကျော်ပေါ့အဲနိုင်ငံတော်ဆွေရစီမံပိုင်ခွင့်ရှိတဲ့မြေးဆိုပြီးတော့ ဒီကနေ့မနက်9:00နာရီမှာရဲအင်အားအဲလွန်ကျွေးနေအကြမ်းဖက်နေနေအဖွဲ့အပြာဝက်အဲနောက်တစ်ခါစီပင်အဆရှိတဲ့အင်အားသုံးပြီးတော့လာရောက်ပြီးတော့ဖြိုခွဲဟွာပေါ့ဖြက်စီဖြက်ကြတယ်ပေါ့နော်အင်းဘာလို့ဖြက်တာလဲဆိုတော့ဒီမြေတွေဒီဟိုငကိုတဲကဘိုးစင်ပေါင်ဆက်နေလာတာမှန်ပေမဲ့အဲပိုင်ခဲ့တဲ့မြေတွေတော့မဟုတ်ဘူးနိုင်ငံအစိုးရစီမံပိုင်ခွင့်ရှိတဲ့မြေစီမံပိုင်ခွင့်ရှိတဲ့မြေမို့လို့ ဒါဟိုဖြတ်တာအဲ့ဒီလိုဖြတ်တာကိုမကန့်ကွက်ဘူးလက်ခံတယ်အဲ့နေရာမှာကျောင်းထဲကနိုင်ရင်စာတင်လိုက်တဲ့အနေပြီးတော့ဓာတ်ပုံဗီဒီယိုမှတ်တမ်းရိုင်းမိတဲ့နိုင်ရင်စာတင်လိုက်ဒီဥစည်းပရဏနိုင်ကဆက်ရတော့ကိုခရင်အုပ်ချုပ်ရေးမှုဆိုသူကဓာတ်ပုံဗီဒီယိုရိုက်လို့ဆိုပြီးတော့ချက်ချင်းဖန့်ချုပ်ချက်ချင်းလက်ထိတ်ခတ်အဲ့ဒီဘုံသိအဲ့ဒီဘုံနေပြီးတော့ပို့ဆိုတော့ဒါလေးကိုပြောချင်တာပါပြည်နယ်ကမွန်ပြည်နယ်ကခရင်အုပ်ချုပ်ရေးမှုပေါ့နော် ခင်ဗျားတို့လုပ်တဲ့ဒီနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့ညီမှုလို့ဒါဥပဒေအရအင်အားသုံးပြီးတော့ပဲဖြက်ဖြက်အင်အားမသုံးမဲ့နဲ့ပဲပြအဲ့ဒါကိုစိတ်ဝင်စားပါဘူးလူတိုင်းကဒီချိန်မှာလက်ထက်မှာဖုံးကင်ထားတာလीအဲ့တော့ဘာပဲဖြစ်ဖြစ်မှတ်တမ်းမှတ်ရလေးတွေရိုက်မိကြတာလည်းရှိလိမ့်မယ်အခုမှတ်တမ်းရိုက်တယ်ရိုက်မိတယ်ဆိုတဲ့ဆရာတော်ကလည်းတာမန်ဆရာတော်မဟုတ်ဘူးအမျိုးသားရေးဆရာတော်ပြနိုင်ရင်စတင်တိုက်ခဲ့ဆရာတော် ကိုယ့်ရဲ့နောက်ကျောင်းတမိုင်နောက်ခံတမိုင်ကိုလည်းခင်ဗျားတို့စုံစမ်းကြည့်အောင်ပြဆွတ်ယူပြီးတော့မလုပ်ကြနဲ့နော်အဲ့တော့နိုင်တဲ့ဆန်တင်လိုက်ကဆရာတော်ကနေပြီးတော့မှတ်တမ်းရိုက်မိတဲ့အတွက်အဲဒါဟုအရှင်ပြားမှတ်တမ်းရိုက်ခွင့်မရှိပါဘူးခင်ဗျာတပြိတော်လိုနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့မျိုးဥပဒေအရလုံထုံးလုံကြီးတွေနဲ့အညီလှုပ်ဆောင်နေတာပါလို့ရိုးရိုးတိတိလျှောက်ထားရင်ရပါတယ်ခင်ဗျာခင်ဗျားတို့ကအခုတော့အခုချက်ချင်းပဲဒီဆရာတော်ကိုဖန်ချုပ်ပလိုက်လက်ထိတ်ခတ်ပလိုက် ဖုန်းကိုနေပြီးတော့ပို့ပလိုက်ဆိုတော့ဒီဆရာတော်ကပါဘာလို့လဲနိုင်ငံတော်တင်းကြီးအေဂျင်ကြီးရရအေဂျင်သားရကြီးတရားဥပဒေစွမှုယူဘာလို့များဒီဆရာတော်နောက်ရက်နေလို့လေ။ဟွန်း။ဒါကဆွတ်ဆွတ်မလုံးနဲ့ဗျာ။ဝိထာနာကယူနီဖောင်းလုံနေတဲ့အလုပ်ကနိုင်ငံတော်ပေါ်တစ္ဆာစောင့်တည်ရမယ်အလုပ်။ဒါပေမဲ့အချမ်းပဲစိတ်တယ်ဝင်ပြီးတော့ဟိုဒီမဲမဲမြင်ရပတ်ကైရန်တန်ကမြင်ပတ်ကైအဲ့လိုမျိုးလုံးလို့တော့ကျွန်တော်တို့မရဘူးနော်။အေးတို့တို့လည်းဒီရန်တန်ကတပားကို ဥပဒေမဲ့အခုလိုမျိုးအနာတုံးပြီးတော့အနိုင်ကျင့်လာလို့ဆိုကျွန်တော်တို့လည်းစောင့်ကြည့်နေတယ်။အခုဆရာတော်ကိုခင်ဗျားတို့ကအကြောင်းထဲမှာထိန်းသိမ်းတာ။ဆရာတော်ကိုပြန်လုပေးပါခင်ဗျားတို့တွေပြီးတော့အကြောင်းထဲမှာလက်နက်အပြည့်နဲ့လောလောဆယ်တက်ဆွဲထားတယ်။ဆရာတော်ကဘာမှမပြောဘူး။ဒါကပုံမှာနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့မြေကိုအဲ့ဘောကအိမ်တွေကိုဖယ်ရှားနေတာဖြစ်တဲ့အတွက်လုံခြုံရေးအရာတက်ဆွဲထားတယ်လို့ကျွန်တော်နားလေတယ်။ အဲအဲ့ဒီပုံမှာခင်ဗျားတို့ကအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ဆရာတော်ကိုဖမ်းချုပ်တယ်လို့ချစ်ချင်းလက်ထိတ်ခတ်လို့နေပြီးတော့ဒီဖုန်းကိုပို့လို့ဒီဖုန်းအဲပြီးတော့ရှိသေးတယ်ခင်ဗျားတို့တရားရွေးကောက်တစ်ခုတစ်စိတ်ရှိရွေးကောက်ပဲဥပဒေနဲ့တော့တော်ချင်းချောက်တယ်အစိတ်ရှိရင်ရွေးကောက်ပဲဥပဒေနဲ့ဆိုပြီးတော့မဆိုင်နာကိုခင်ဗျားတို့ကခုတုံးလှုပ်လှုပ်ပြီးတော့အသုံးမချနိုင်အဲ့တော့ဆရာတော်ကိုခင်ဗျားတို့လက်ရှိကျောင်းတိုက်ထဲမှာနိုင်ရင်စတဲ့နေရာထဲမှာထိန်းသိမ်းထားတယ်လို့ပြောတယ်အဲ့တော့အမြန်ဆုံးပြန်လုပ်ပေးပါဆရာတော်ရဲ့ဘုံဆရာတော်လက်သူအမြန်ဆုံးပြန်အပ်ပေးပါလို့ကျတို့ရန်ကုန်ကနေကျတို့တောင်းဆိုနေပါတယ် အဲ့တော့ဒါတို့ထောက်ခံအားပေးနေတဲ့ဒီမပါတာဖုန်းကြီးတွေကိုတောင်မှနော်ဒါတို့ဒီအကြံပတ်စစ်တပ်ကအထာမထားပဲအခုလိုဖမ်းကြည့်တယ်လို့ဖမ်းနေကြပြီဆိုတော့ဒါဦးစင်းတို့အနေနဲ့ကလည်းအခုချိန်မှာအတိတ်တရားလေးဗာလေးရသိနေပါပြီအဲ့တော့ဗလီတကာကြီးကိုမှသွားပြီးတော့အားပေးထောက်ခံမိတာကိုဒါဦးစင်းတို့လူပေါင်းမှားတာပဲနော်ကဲတော့နောက်ထပ်ဒီစဘာပဲစားကြောင်မင်းမင်းကလည်းဒါတို့နေရီကန်စကန်ကအခုထိကိုမကြသေးပါဘူးဆိုပြီးဘလို့တွေတည်င်းလိမ်ဖာကြပြီးအာသာဖြေတောင်းမယ်ဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာ နိုင်ရီကန်နိုင်ရီကန်ဝိုးတဲ့ PA ရဲ့သိမ့်ပိုက်လိုက်ပြီဆိုတော့ရင်းနေကြတာတွေ့ရတယ်ငဖဲမျိုးနဲ့မှရှိရဲ့နိုင်ရီကန်ပေါ့နော်နိုင်ရီကန်ဗျူဟာကုန်းပေါ့နော်သိမ့်ပြီလို့ပြောတယ်ကျွန်တော်သိရတဲ့လောက်တော့နိုင်ရီကန်ဗျူဟာကုန်းသိမ့်ပြီလို့တော့ကျွန်တော်မသိဘူးမသိရသေးဘူးအဲဗျူဟာကုန်းရဲ့ဘေးပတ်လည်းနေရာတွေကိုဒီကောင်တွေ AA ဖွဲ့တွေကိုလာဝိုင်းနေပေါ့တက်ဖွဲ့တွေလာဝိုင်းနေဝိုင်းလို့တက်ကနေပြီးလေနေနဲ့ပြစ်ကူပြစ်တယ်အလနဂျီနဲ့ပြစ်တယ်တော့စစ်ကြောင်းတွေထိုးပြီးတော့ဝိုင်းနေသူမျိုးဖြိုးချတာဖြစ်ပါတယ်အပေါ်နိုင်ရီကန်ဗျူဟာကုန်းမကြရေးတော့ဘူးသဲတန်တိုက်နေတယ်မသိရတယ်ဒီနေ့ ်တတိတော့မသိမကြဘူးပေါ့နော်မနေ့ပြန်တစ်ဘက်ကနောက်တည့်ရက်ကိုတော့မသိဘူးဒါပေမဲ့ဒီနေ့တတိတော့ဒီနေ့ကျော်တည့်ရက်တတိတော့နေ့ရက်ကိုတော့မကြဘူးပါဘူးတချို့တွေခုထိရေးနေတော့မှာအဲ့လိုကြီးရုံကြပြီသူတို့ခွေးတက်အောင်ကြပြီဆိုပြီးတော့ဝါရဖြတ်နေတာတွေ့ရတယ်ဆိုတော့ခင်ဗျားတို့ဒီနေ့စဉ်းစားကြည့်ပေါ့ဗျာဟိုပါဟိုရခိုင်ရုံးရုံးမှာငါးတန်းချောင်းကွာကားလမ်းပေါ်မှာမြောက်ဆန်းမြောက်တက်တောင်မနေ့ကတစ်ဘက်ကကြာတော့မယ်အတိုင်းဒီကောင်ကြီးရေးခဲ့တယ်။ကြေကျွန်တော်တို့လည်းသွားလဲပြီးတော့မြောက်ဆန်းမြောက်တက်ကြောင်ကိုမြည်ရတော့။နောက်တစ်ခါပသိမ်မွန်လိုင်းရမသိရင်ဒီကောင်ကြီးသိမ့်ပိုက်ထားသလိုမျိုးရေးခဲ့တာလေ။ပြီးလဲပြီးတော့မသိရင်ရေကြီးကြီးပါသိမ့်ပိုက်တော့မယ်အတိုင်းကောင်ကြီးရေးခဲ့ကြတယ်။ ျွန်တော်ပသိမ်မောင်လမ်းပေါ်သွားလိုက်တယ်ဘာဖြစ်သွားလဲဆိုတော့ဒီကောင်မကြီးရောညီသွားပြီပြီးတော့အခုအဲ့မှာလဲတက်ကပြန်ထိန်းတော့တာဆိုတော့ဒီလိုပဲနိုင်ရင်သွားကြည့်လေခုဟမ်ဟိုပဒန်းပေါ့ပဒန်းငဖဲပေါ့နော်အမ်ဘရန်လမ်းပေးမှရှိတယ်ယူဝါကုန်းနော်အဲ့တော့အမ်ဘရန်လမ်းပေးမှရှိတယ်ယူဝါကုန်းအဲ့ယူဝါကုန်းနော်အဲ့ယူဝါအဲ့ဘရန်လမ်းလမ်းပေးမှရှိတယ်အဲ့ဒါကိုတို့ကတို့ရပြီဆိုပြီးပြောကြတာဒါကြတော့ကျွန်တော်အမြင်ပြောရင်ဒီနေ့တည်းရတော့မဟုတ်သေးဘူးပေါ့ဗျမမှန်သေးဘူးမနှက်ဖြန်တော့ကျွန်တော်မသိဘူးပေါ့နော် နောက်ကဟိုနောက်ရက်တွေတော့ကျွန်တော်မသိဒီနေ့တော့လုံးဝမလုပ်ပါဘူးတော့နောက်ရက်ကောင်ပြောပြီးသားပြတော့ပါအဲ့တော့မင်းတို့ကောင်တွေဆိုဒီမှာလည်းတတိယလိုင်းဖာကြပြီးအာသာဖြေနေရတဲ့ဘဝတွေဆိုတော့နော်ဒါမင်းကိုယ်တိုင်သွားပြီးတော့ကြည့်ကြည့်လိုက်အေးမှာကြပြီလားမကြသေးဘူးလားဆိုတာမင်းကိုယ်တိုင်သိလိုက်မယ်နော်အဲ့တော့မင်းတို့ကောင်တွေကသာတတိယလိုင်းဖာကြပြီးအာသာဖြေနေကြတာနော်အမှငါတို့အာရောခတ်တော်အေကအဲ့ဒီနေရီကန်စကန်းကိုတင်းပြီးတဲ့အပြင်ကမှမင်းတို့ရဲ့ကပ္ပစာစက်ယုံတွေကိုပါတက်ပြီးတော့တင်းနေပြီလားဆိုတာလဲတွားပြီးတော့ကြည့်လိုက်အောင် အဲ့တော့အခုလိုတည်င်းလိမ့်ဖာကြပြီးအာသာဖြေမှပျော်ရတဲ့ကောင်တွေဆိုတော့လေအဲ့လိုပဲဖာကြပြီးအာသာတွေဖြေနေကြပေါ့နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါတို့စစ်ခွေကျုံတဘောက်ကောင်တွေရဲ့ဘဝဘယ်လောက်ထိဆိုးလဲဆိုတာဒါကိုမမောင်ပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာထောင်လည်းမကြဘဲနဲ့တို့အချုပ်ထဲမှာထည့်ထားတယ်အချုပ်ထဲမှာထည့်ထားတယ်ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဟိုစစ်စီရေးမှာဥပဒေဩကြည့်ရတဲ့ပုံစံကလေ CDM လောက်သွားတာမှာပုံမှန်လေးပြောလို့ရှိရင်စစ်သားတွေက ဒီပေါ့နော်ပြန်လာလာတဲ့ဆိုင်တဘုံနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်တဘုံတော်ဖြစ်ပါလေနော်ကျွန်တော်ဒီဟိုဒေါ်လာရင်းနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီနောက်ထပ်ဒီစီရီယံလုံသွားတာဖြစ်ပြန်တက်တော်အောင်အခုတက်ကိုပြန်လာမိကမှာပဲအချုပ်ထဲမှာတစ်ချိန်လုံးနေနေရနစ်နေချင်နေပြီအမိန်လည်းမချဘူးကဲမကောင်းသေးတယ်မှာထိတာစစ်တီတွေကထဲထောင်တဲ့စစ်တီတွေကအခုဆိုလို့ရှိရင်နေပြီပေါ့ခင်ဗျားတို့ကကျုပ်တို့ကိုဘာလုပ်ထားတာလဲနော်ဒီတိုင်းမဲ့ထားတော့မှာလားနော်အဲ့တော့ခင်ဗျားတို့မှာတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလား အဲ့တော့စစ်သားတယောက်ကိုအချုပ်ထဲထည့်ထားတာဘသူအတွက်အကျိုးရှိလဲကျွန်တော်မေးတာခုတဲ့အချုပ်တွေထဲမှာအရာရှိအရာခံအစစ်စစ်နေအများကြီးရှိတယ်နော်အဲတချို့ငင်းညံချုပ်ထောင်တို့အဲ့ဒီကပ္ပစစက်ရုံရဲ့အချုပ်ထောင်တွေနော်အဲ့ဒီတက်စက်ရုံအဲတက်ရဲ့ဒီအချင်းထောင်တွေမှာစစ်တီတွေအချုပ်ထဲထည့်ထားတာအများကြီးပဲခင်ဗျားတို့မှာနံပါတ်1ချက်စစ်သားတယောက်ကိုအချုပ်ထဲထည့်ထားခြင်းအပြင်ဘသူတွက်မှလည်းအကျိုးမရှိဘူးနိုင်ငံတော်တော့အကျိုးရှိတာဆိုနိုင်ငံတော်တော့လည်းအကျိုးမရှိဘူးနော် စစ်တပ်အတွက်အကျိုးရှိတာစစ်တပ်အတွက်လည်းအကျိုးမရှိဘူးစစ်သားတွေအတွက်အကျိုးရှိတာစစ်သားတွေလည်းအကျိုးမရှိဘူးသူတို့ရဲ့မိသားစုဝင်တွေလည်းအကျိုးမရှိဘူးဘသူတော်မှအကျိုးမရှိဘူးသူတို့ကလည်းတစ္ဆာရှိလို့စစ်တပ်ကိုပြန်လာတာဗောဗျာတစ္ဆာမရှိမှဖြစ်တခါလဲတနတ်ရောင်မီဟိုမှာ350ပေးရ350အောင်ပေးရတယ် PDF ပြရနော် KND ဆိုဘလောက်ဘလောက်ပေးတယ်ဆိုတာဒီတော့ခေါ်နေ။နောက်ဆုံးမိတ်ချစ်ရဲ့ကြည်ပေါက်ထုတ်ရောင်းစားပြီးတော့ထိတ်ထုတ်ရောင်းစားပြီးတော့ရန်သူမဲ့ပူပေါင်းသွားရင်တော့မှပဲ အဲခင်ဗျားတို့သူတို့ကအစီအပြေမှာအခုတက်ကိုပြန်လာမိကမှာအချုပ်ထဲမှာထည့်ထားတာအခုချိန်ကြီးနှစ်နဲ့ချီပြီးချုပ်ထဲမှာမိလည်းမချဘာလည်းမချထားတဲ့ခါကျတော့တက်မတော်ကိုကျွန်တော်မေးချင်တာကတက်မတော်အကြီးပိုင်းအရာရှိတွေပေါ့ဗျာဥမေအောင်လမ်းနဲ့စပြီးတော့အကောင်လုံးဥနိကုတိမေးချင်တာခင်ဗျားတို့စစ်တပ်ကတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလားနော်အတခုခုလောက်ပါထောင်ထဲချုပ်ထဲမှာအခုအများကြီးပဲနော်အဲသူတို့တွေကို main chain လဲချထောင်ချလဲချပလိုက်အဲထောင်မချလို့ရှိရင်လည်းသူတို့ပြန်ပြီးတော့အဲ့မှာခန့်မှာဆိုလို့ရှိခန့်လိုက် အခုသူတို့ကထောင်ထဲမှာနေရတဲ့ကြောင့်မလို့စစ်စေးကအမိတ်လည်းမချတဲ့အတွက်ကြောင့်လာစာတဝက်ပဲရတယ်နော်လာစာတဝက်ပဲရကသူတို့မိသားစုတွေလည်းဒုက္ခရောက်တယ်စစ်တပ်အတွက်လည်းနေစင်တဲ့ကထမင်းကျွေးတာရတယ်ဗျာနော်အဲ့တော့ထောင်ခင်ဗျားတို့ကထမင်းပေါ်ဟင်းပေါ်နေပတ်စံတော်တော်ဖြုံးနေတာစစ်တပ်ကနော်မဟုတ်တဲ့နေရာမှာဖုံးတယ်ဒီနေရာလေးကိုတော့ခင်ဗျားတို့တေချာစစ်တပ်အနေနဲ့တေချာကြည့်စေချင်ပါတယ်အဲ့တော့ဒါကိုမောင်မောင်ပြောတာလည်းမှန်တာပဲကနော် ဒါမင်းတို့စစ်ကြုံတပေါက်ကောင်းနေအနေနဲ့စီဒီယံဝင်ဝင်မဝင်တော့เนาะဒါမင်းတို့စစ်ခွေတက်ကဒါအစိတံမှာအသေးခံခိုင်းပြီးတက်ခိုင်းမယ်ဒါစီဒီယံကနေမတိုက်နိုင်လို့ပြန်ပြီးတော့ပြေးလာမယ်ဆိုရင်တော့ဒါကံမကောင်းရဲ့တေတံမှာအချခံနိုင်ရတဲ့အခြေအနေမျိုးတွေဆိုတော့ဒါအခုထိကိုအတိတရားမရကြသေးရင်တော့လဲဆက်ပြီးတော့ခံကြအောင်ပေါ့เนาะကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကောင်မတော်မတယောက်ချင်းနေအထူးပဲကျေးဇူးတင်စီပါတယ်ခင်ဗျာညကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါလိမ့်ခင်ဗျာ